ဗန်ကောက်မျိုးကထိတ်တန့်ထွက်နေမိုးရဲကိုသွားလှရင်နဲ့ရှစ်ပတ်တန်ရေကဲမို့ဝယ်စားခဲ့တယ်။စိတ်ဝင်စားရင်လက်ခံနော်။ဆောဝဒီကာထုခွန်ဒီနေ့မှာတော့ထိတ်တန့်ထွက်နေမိုးရဲလို့တင်စားရတဲ့ SBR မိုးရဲကိုအလဲရောက်ခဲ့တယ်။ဝင်ကြည့်လိုက်တာနဲ့တစ်ဖက်က fashion တစ်ဖက်က art gallery ကိုတပြိုင်တည်းကြည့်လိုက်ရတယ်လို့ပဲ glass bridge အပါဝင် insta spot နေရာလည်းအများကြီးပဲဆိုတော့ဓာတ်ပုံရိုက်ရကြိုက်တဲ့သူတွေအတွက်လုံးဝ paradise နေရာကြီးလို့ပြောလို့ရတယ် ောင်မလေးတွေကြားရဲ့ချစ်စရာကောင်းတဲ့ဆိုင်လေးတွေလည်းရှိတယ်။နိုင်ငံပေါင်းစုံကအစားအသောက်မျိုးစုံကိုလည်းမီးစက်ကြည့်နိုင်တယ်။ဖူးကောင်တက်တက်မရှိတဲ့အတွက်ကြောင့်ဒီမှာအစားအသောက်ဝယ်စားမယ်ဆိုရင်တော့အပြင်ရထက်ဆိုင်နည်းနည်းလေးတော့ဈေးကြည့်ရနော်။ဒါပေမဲ့ဥရှာတွေ့ထားတဲ့လိုအပ်နေရာလေးကိုပြပြမယ်။ကဖလောမှာ IKEA ရှိရဲ့အဲ့ကိုသွားလိုက်တာနဲ့ရှစ်ပတ်တန်ရေကမ်းမို့အပါဝင်အချာအေးအေးနဲ့မုတ်တွေကိုဈေးတက်တက်တောင်းနဲ့စားလို့ရရယ်နော်။စပွဲလေးလည်းလုတ်ပေးထားဆိုတော့အပေါ်ကနေ view ကိုကြည့်ရင်လည်းအေးစိတ်ဆိုင်အောင်ပဲ။ SPR မော်ကြီးက Trendy မော်ကြီးဆိုတဲ့အတိုင်းခေတ်ရှည်ပြီးဒီဇိုင်းနေနဲ့နိုင်ငံတကာ brand စုံတွေကိုတွေ့နိုင်တယ်။ဒီနေရာလေးကိုတော့ BTS Prom ဖုန် Skywalk ကနေပြီးတော့9မိနစ်လောက်လမ်းလျှောက်လိုက်တာနဲ့ရောက်ပါတယ်။ဖက်စကနဲ့ဆိုရင်တော့ဒီနံပါတ်တွေကိုစီးပြီးလိုက်ရရယ်နော် ဒါကြောင့်လူငယ်တွေအနေနဲ့ trendy ဖြစ်နေတဲ့ဓာတ်ပုံလှလှလေးရိုက်ချင်တယ် fashion design စုံလေးလာချင်တယ်ဆိုရင်တော့တွားကြည့်တင်ပါတယ်ရှစ်ဖက်တန်ရေကဲမှုစားကြည့်ဖို့လည်းမမိနဲ့နော်တကယ်စားလို့ကောင်းတယ်နောက်ထပ်နောက်ထပ်လည်းစိတ်ဝင်စားဖို့ကောင်းတဲ့နေရာတွေအများကြီးကိုခေါ်သွားပေးမှာဆိုတော့ဆက်လက်ပြီးရောစောင့်ကြည့်ပေးကြအောင်နော် အားလုံးပဲတက်တာ